မသိစိတ်မှရှိနေတဲ့အကြောင်းအရာလေးတွေကိုသိရှိအောင်မလုပ်တဲ့ရွေးအဲ့ဒီမှာရှိနေတဲ့အကြောင်းအရာတွေကကိုဘဝကိုလွမ်းမိုးနေမှာဖြစ်ပြီးတော့ကိုကအဲ့ဒါကိုကံကြမ္မာလို့ခေါ်နေလိမ့်မယ်တဲ့မရီတို့ရဲ့မသိစိတ်ကလေးတော်တော်လေးကို powerful ဖြစ်တာပေါ့နော်မရီတို့နှိမ့်စင်ချမှတ်နေတဲ့ဆုံးဖြတ်ချက်တွေလှုပ်ဆောင်နေတဲ့အရာတွေဒီအကြောင်းအရာတွေတော်တော်များများကလေကိုယ့်ရဲ့မသိစိတ်မှရှိနေတဲ့ခံယူချက်တွေယုံကြည်ချက်တွေရဲ့လွမ်းမိုးမှုတွေပါနေရပေါ့နော် ဥပမာဆိုလို့ရှိရင်တော့ကိုကအလုပ်တစ်ခုကိုကောင်းကောင်းမွန်မွန်လုပ်ချင်တယ်အောင်မြင်အောင်လုပ်ချင်တယ်ဒါပေမဲ့ကိုရဲ့မသိစိတ်မှာကဘလို့ခံယူထားလဲဆိုလို့ရှိရင်တော့ဒီအလုပ်တာအောင်မြင်လာတရွေ့ပေါ့နော်ငါကပူကြီးတဲ့တာဝန်ယူမှုတာဝန်ခံမှုတွေလောက်ရတော့မယ်လူတွေများများနဲ့ထိတွေ့ဆက်ဆံမှုတွေလောက်ရတော့မယ်ငါကအမာယွင်းရှိရလို့ဖြစ်လို့မရတော့ဘူးစတဲ့အဲ့လိုမျိုးစိုးရင်စိတ်တွေရှိနေတဲ့အချိန်မှာဆိုလို့ရှိရင်တော့ကိုရဲ့မသိစိတ်ထဲမှာရှိနေတဲ့အဲ့ဒီ အာအချောင်းရလေးတွေကကိုလှုပ်ချင်တဲ့အရာနဲ့ကမကန့်ညီတော့ဘောနော်ဒီချိန်မှာဆိုလို့ရှင်တော့ကိုရဲ့အတွင်းစိတ်မှာကလွန်ဆွဲမှုတွေအများကြီးဖြစ်လာပြီးတော့ကိုလှုပ်ချင်တဲ့အရာကိုထိထိမိမိမလုပ်နိုင်အောင်ဖြစ်လာစေတာဘောနော်ဒါဆိုလို့ရှင်တော့ဘလို့လောက်ရမှာလဲဆိုလို့ရှင်တော့အရင်ဆုံးဘောနော်ကိုကြောက်နေတဲ့အရာတွေကိုစိုးရွံ့နေတဲ့အရာတွေကိုကိုမချောက်အောင်ဘောနော်ဥပမာကတာဝန်ယူတာဝန်ခံရမှာတော့ကြောက်တယ်ဆိုလို့ရှင်တော့ကိုကိုကိုဘောနော်ပို့ပြီးတော့တာဝန်ယူ ရဲတဲ့စိတ်တာဝန်ခံရတဲ့စိတ်ဖြစ်လာအောင်ဥမာကိုကဘာဖက်မဖြစ်တော့မှအောင်ကြောက်တယ်အမားရင်းရှိမှအောင်ကြောက်ရဆိုလို့ရှင်တော့အမားရင်းရှိတဲ့ရှိရင်လည်း ကိုကိုကိုလက်ခံနိုင်အောင်ပေါ့နော်ကိုရဲ့အမားတွေကိုရဲ့မပြည့်စုံတဲ့အပိုင်းတွေကိုကိုကိုလက်ခံနိုင်အောင်ကိုကိုကိုများများ train ပေးရမှာပေါ့နော်အဲ့တော့ဒီလိုမျိုးလှုပ်ဆောင်လေးလှုပ်ဆောင်လေးကိုရဲ့မတိစိတ်မှာကကိုလှုပ်ချင်တဲ့အရာကနဲ့ကိုသွားချင်တဲ့လမ်းကြောင်းကသူ့အတွက်ပေါ့နော်လုံခြုံတယ်လို့ခံစားရတဲ့အချိန်မှာဆိုလို့ရှင်တော့ကိုကတောင်းပေါ့နော်လုံးဝအားအင်ခွန်ဆိုင်နေပေါ့နော်လှုပ်ဆောင်လာနိုင်မှာပေါ့နော် ဟယ်လိုအားလုံးပဲမင်္ဂလာပါအမေရိကတော့တက်တက်မီရီဆိုတဲ့ကလောင်နာမည်နဲ့စိတ်ပိုင်းဆိုင်ရာစောက်တွေကိုရေးသားမျှဝေနေတဲ့လူတစ်ယောက်ဖြစ်ပါတယ်မီရီရဲ့ channel လေးကတော့စိတ်ပိုင်းဆိုင်နဲ့ပတ်သက်ပြီးတော့အထူးကထားပြီးတော့မျှဝေပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့စိတ်ပိုင်းဆိုင်ကိုစွန့်ဝင်စားဆိုလို့ရှိရင်တော့မီရီရဲ့ channel ကို follow လုပ်ထားလိုက်လို့ရပါတယ်နော်ကြည့်နောက်ထပ်မျှဝေမှုမှာပြန်လည်ဆုံတွေ့ချင်အောင် see you in next video bye bye